ုတင်ဆက်ပေးမယ့်သတင်းကတော့မန်ယူရဲ့ဂျာစီတင်မှာဆန်ရှိုရဲ့အန်တိုနီတို့ရဲ့နာမည်တွေမပါဝင်တဲ့သတင်းပဲဖြစ်ပါတယ်။မန်ယူတင်ကလာမယ့်ဘောလုံးရသည့်အတွက်အတည်ပြုထုတ်လုပ်နေတဲ့အသင်းကြစီအင်ဂျီမှာဆန်ရှိုနဲ့အန်တိုနီတို့ရဲ့အင်ဂျီတွေပါဝင်ခဲ့ခြင်းမရှိဘူးလို့သိရပါဗျ။ရှယ်စီနဲ့အငှားကားကစားပြီးရှယ်စီကမန်ယူနဲ့ရောက်ထားတဲ့ဘောတူညီမှုကိုရှိုးဖြောက်ပြီးပေါင်ငါတန်းနဲ့မန်ယူကိုပြန်မှုခဲ့တဲ့ဆန်ချိုကိုအသင်းကလည်းအလိုမရှိတာကြောင့်ရောင်းထုတ်ဖို့တည်ကြထားရဖြစ်ပါတယ်။ ဘတ်တက်တက်တက်မှာအငှားတော့ကစားပြီးတော့ရှေ့ဆန်းပြခဲ့တာကြောင့်နီးပြအင်မိုရင်ရဲ့ချစ်ချစ်မှုတွေရရှိခဲ့အန်တိုနီကလည်းအသိဉာဏ်စီရင်မှာဥပပါလာတာကြောင့်ရောင်းတော့ဖို့အတွက်တိကျတလောက်ဖြစ်သွားခဲ့ပါတယ်။မန်ယွေတင်ဟာရက်ရှ်ဘိုးနဲ့ဂါနာရှိုးတို့ကိုရောင်းချဖို့အတွက်ဦးစားပေးလှုပ်ဆောင်နေပြီးနာပိုလီ၊ဘာစီလိုနာနဲ့လီဗာပူးဆက်တွင်းတွေကဂါနာရှိုးနဲ့ရက်ရှ်ဘိုးတို့ကိုခေါ်ယူဖို့အတွက်ညှိနှိုင်းမှုတွေလှုပ်ဆောင်နေပါတယ်။မယောတင်ဟာဒီချိန်လေးမှာပဲ Bradford တိုက်စင်မှုအန်ဘူမိုနဲ့ Sporting Lisbon တိုက်စင်မှု Victor Rocky Rest တို့ကိုလည်းခေါ်ယူနိုင်မှုအတွက်လှုပ်ဆောင်နေရလို့သိရပါဗျ ဒီကလေးကိုတော့ညီချင်းဝါပြပူလာပါ